မာငွေနဲ့ဆိုရင်10သိန်းနီးပါ10သိန်းဖို့ပါ10ဘောပိတ်တာနဲ့ဆိုတော့10ကီလိုဆိုတော့ပိတ်တာနဲ့ဘယ်လောက်ဘယ်နှပိတ်တာလောက်ရှိလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ခိုင်းကြီးပါဒီနေ့ကျွန်တော်ကိုရီးယားမှာမြန်မာလူမျိုးအများဆုံးနေထိုင်ရာမြို့ဖြစ်တဲ့ဘူဖြောင်းမြို့ရဲ့ဘူဖြောင်းဈေးကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ဒီဈေးကြီးထဲမှာဆိုရင် အသားငါးတွေအသီးရွက်တွေအရောဖြင့်ပုံမှန်ကုန်တိုက်တွေမှာထက် ဈေးအများကြီးတက်တာပါတယ်ဈေးစစ်ရင်စစ်တက်တယ်လို့ရပါတယ်ကျွန်တော်တို့ဒီနေ့လိုအပ်တဲ့အသားငါးနဲ့အသီးရွက်လေးလာဝယ်มาဖြစ်ပါတယ်မြန်မာပြည်မှာရှိတဲ့ဈေးနဲ့ကိုရီးယားမှာရှိတဲ့ဈေးဘာတွေကွာလဲတန်ရှင်းတိုက်ရက်မှုလက်ဆက်မှုအခင်းချင်းဒီဈေးရောင်းတဲ့အနေအထားတွေကဘာတွေကွာခြားချက်ရှိလဲဆိုတာသိချင်ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပေးပါဦး အရင်ဆုံးကျွန်တော်တို့ဒီဈေးကြီးထဲမှာဆိုတော့ဈေးဝယ်ဖို့ရအတွက်ဘဏ်ကတ်တင်တဲ့ကစိုင်းတိုင်းအလုံးမဖြစ်ပါဘူးအချို့စိုင်းတွေကဘဏ်ကတ်နဲ့ရှင်းလို့မရပါဘူးအဲ့တော့ကျွန်တော်တို့ပေးကြအောင်ဝေသားထုတ်သွားပါမယ်ဒီနေ့ကပေးရဖြစ်တဲ့အတွက်ဈေးထဲမှာတော့လူတွေကတော့ကြိတ်ကြိတ်လို့ပါပဲခပိုင်းနိုင်ရန်ကတော့ကြောက်စရာမလိုပါဘူးဈေးထဲမှာတော့သူတို့နိုင်ငံရဲ့ယာတီပေါ်အသီးနှံဖြစ်တဲ့တဲသီးတဲအဲသီး လိန်မော်သည်ပန်းသည်အဲ့ဒီအသီးတွေရှိမယ်ပေါ့နော်အခုကဆောင်းဦးရာသီ ဖြစ်တဲ့အတွက်ဒါရာသီပေါ်သီးနှံနေရတော့ဒါတွေပဲရှိပါမယ်ကျောင်းနိုင်ငံ ဖြစ်တဲ့အတွက်အသားငါပင်လယ်စာကတော့တတော်ကိုပေါ်ပါတယ်အသားငားရည်ဆိုရင်လေချင်ရင်မနာအောင် လုံလုံချုံချုံတန်တန်ရှင်းရှင်းတတ်တတ်ရရထားတာဝင်လေတွေ့ရမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ပဇွန်ဝယ်မှာပေါ့နော်ပဇွန်ကဒီဆိုင်မှာဝယ်မှာဖြစ်ပါတယ်။ ဒီတော့တော့လက်လက်ဆက်ဆက်တွေဖြစ်ပါတယ်ဆုံးဒရာဒီစီလိုနဲနဲအစ်ကိုအစ်ကိုကြီးအာငါ1ကီလိုဝယ်ပါမယ်ပစုံနေရတော့လုံးဝလက်လက်ဆက်ဆက်အရှင်နေပေါ့ဗျာမတ်တာက1ကီလို2400ပေးရပါတယ်ခကြဲဥကတော့တလုံးကို1000လောက်ပေးရပါတယ်ကျွန်တော်တို့ကတော့1000 2000ပို့ယူခဲ့ပါတယ်မြန်မာငွေနဲ့ဆိုရင်တော့ ၅000ဘူးလောက်ရှိမယ်ပေါ့နော်ဝက်သုံးတသားတွေကိုတော့မှန်ကောင်နာနဲ့ထည့်ပြီးတော့ရောင်းနေကြတာဖြစ်ပါတယ်တကီလို1 2800ရှိပါတယ်ကျွန်တော်တို့ကအလှလုံးမှာဆိုတော့10ကီလိုလောက်ယူမှာပေါ့နော်တကီလို့မြန်မာငွေနဲ့ဆိုရင်တသိန်းလောက်ရှိပါတယ်ကျွန်တော်တို့10ကီလိုဆိုတော့မြန်မာငွေ10သိန်းကျော်ကျော်လောက်ကျသွားမယ်ပေါ့နော်1နဲ့ဆိုရင်တော့3သိန်းကြီးပါလောက်ရှိပါတယ် ်10ကီလိုကပိတ်သက်ချိန်နဲ့ဆိုရင်ဘယ်နှပိတ်တာလောက်ရှိမလဲမသိဒါကျွန်တော်တို့မြန်မာငွေနဲ့ဆိုရင်10သိန်းကျော်ကျော်ဘူးလောက်ရှိပါတယ်ဒါအလူလောက်ဖို့ကျွန်တော်တို့ဝယ်လာတာပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီဝယ်ထားတဲ့ဟာတွေဖုန်းကြောင်းကိုတွားပြီးချက်ပြုတ်အောင်မယ်ပေါ့နော်အားလုံးပဲဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ခိုင်းပါအားလုံးချစ်ပါတယ်